ားလုံးပဲမင်္ဂလာပါခင်ဗျာပုံမှာပြထားတဲ့လက်ဝါးပြင်ဟာထိုင်းထီစက်တိုက်ပေါက်တဲ့သူရဲ့လက်ဝါးပြင်တစ်ဖက်ဖြစ်ပါတယ်လေးလာစရာတွေရှိလို့မျှဝေတင်ဆက်ပေးလိုက်ပါတယ်လက္ခဏာကိုဗျံခနဲ့ကြည့်ယုံနေတော့မရပါဘူးအသေးချာစစ်ဆေးကြည့်ရပါတယ်ပုံမှာပြထားတဲ့လက်မှာလက်ညိုးနဲ့လက်ကလေးချားမှာငားရုပ်ပါပါတယ်ပုံမှာပြထားသလိုမျိုးပီပြင်းနဲ့ငားရုပ်ပါတဲ့သူဟာအရန်ကောင်းပါတယ်ငားရုပ်ကြောင့်ဒီခဏခဏပေါက်ပါတယ်လက်ကလေးနဲ့လက်ညိုချားမှာရှိတဲ့အတွက်ကြောင့်အကြီးချင်းကောင်းပြီးသူများကကြီးကျူးတာကိုခံရပါမယ် ငါယုတ်ကဘယ်နေရာပါပါလောက်သမျှအောင်မြင်ပါတယ်။မာကန်နဲ့အသက်မွေးမှုနဲ့ရှင်သန်ရတတ်ပါတယ်။သာသမီထွန်းကားမယ်။သာသနာဘာသာကိုယုံကြည်ကန်းဆိုင်သူဖြစ်မယ်။နောက်မှသားတစ်ခုကတော့တွီးကံပဲဖြစ်ပါတယ်။တွီးကံအမသာတောင်အမသာဇီဒီအမသာစတဲ့ကောင်းတဲ့အမသာတွေဟာဘယ်နေရာပဲပါပါခက်ခဲတွေကိုကြော်နိုင်ပါတယ်။နောက်တစ်ခုကငွေလန်းဖြစ်ပါတယ်။ပုံမှန်ပြထားသလိုမျိုးအပြက်လန်းကင်းတဲ့မြင်းတူဟာလက်ညိုရင်းအောက်မှာဘယ်အရာနဲ့မှမထိပဲရှိနေမယ်ဆိုရင် ငွေရလန်လို့အမည်တွင်ပါတယ်။ငွေရပေါက်အချီကြီးတိုးပြီးပွားပေါက်တိုးတက်ပါတယ်။ဒါပေမဲ့ကန့်လန့်ဖြတ်မြင်းနေတော့မဖြတ်ရပါဘူး။ရှင်းတန်းနေရပါမယ်။နောက်တစ်ခုကတော့ညံလန်းကအတက်ပဲဖြစ်ပါတယ်။ဒါကတော့လက်ပိုင်ရှင်ကညံကစားသမျှဟာအထူးအောင်မြင်ခြင်းရှိနေမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့ညံလန်းနှစ်တက်ဖြစ်ပါတယ်။ဒါကတော့ဘာသာစကားကျွမ်းကျင်မှုကိုအထူးရရှိစေပါလိမ့်မယ်။နောက်တစ်ခုကတော့အောင်မြင်လမ်းမဖြစ်ပါတယ်။ ကံလန်းဖြတ်မရှိတဲ့အောင်မြေလန်းတူလေးဟာလည်းထပ်ပြတ်ဆက်ပုံစံနဲ့စက်တက်နေပါတယ်။ဒါကတော့ယင်းဒီကားတွေပိုင်ဆိုင်တဲ့အထိစီးပွားရေးအောင်မြင်ပါလိမ့်မယ်။ပုံမှန်ပြထားတဲ့လက်ပိုင်ရှင်ကတော့ဒီဘက်မှာရောက်နေတဲ့အမျိုးသမီးတူရဲ့လက္ခဏာပဲဖြစ်ပါတယ်။နောက်တစ်ခုကတော့အမွေရခြင်းလက္ခဏာပဲဖြစ်ပါတယ်။ပုံမှန်ပြထားတဲ့လက်မကိုကြည့်ပါလက်သေးအနည်းမှာပုံမှန်ပြထားသလိုမျိုးမြင်းတူလေးတွေတွေ့ရမယ်ဆိုရင်ဒိုသူဟာအမွေကျင်းတွေရနိုင်ပါလိမ့်မယ်။နောက်ထပ်မျက်ဝေပေးမယ့်လက္ခဏာကတော့ကျန်းမာရေးလမ်းကြောင်းအကြောင်းပါ။ ကျမ်းမာရေးလမ်းကြောင်းကောင်းရင်လည်းငွေဝင်ချမ်းသာလေးရှိပါတယ်။သူကအသက်လမ်းနဲ့ကံလမ်းကြားကထွက်လာပြီးတော့မပြတ်မတော့လက်တန်ထိတက်နေပါတယ်။ဒီလိုလက်တန်ထိတက်နေတဲ့သူဟာကျမ်းမာရေးကောင်းခြင်းအသက်ရှည်ခြင်းနဲ့အတူကုသရန်ဝဲရေးအောင်မြင်ခြင်းအစာကြေအင်္ဂါရက်ကောင်းမွန်ခြင်းကိုပြပါတယ်။ပုံမှန်ပြထားတဲ့နမူနာလက်မှာတော့အတော်လေးကောင်းမွန်နေတဲ့ကျမ်းမာရေးလမ်းကြောင်းရှိနေပါတယ်။ဖြောင်းနေပါတယ်။ဒါပေမဲ့သူကပြက်ဆက်ကလေးရှိနေပါတယ်။ဒါကြောင့်အခက်အခဲတချို့ရှိနိုင်ပါတယ်။အရောင်းဝယ်မှာအောင်မြင်ဖို့တော့စူးစမ်းရပါလိမ့်မယ်။ အောင်မြင်လာပါလိမ့်မယ်။တခုတော့ရှိပါတယ်။သူကအစာမကြေတတ်ပါဘူး။နောက်တစ်ခုကတော့ဗုဒ္ဓဂျူကုန်တွေကမြင်းတူတွေပဲဖြစ်ပါတယ်။ပုံမှန်ပြထားသလိုလက်တန်အောက်မှာမြင်းတူတွေ၃ချောင်းကနေ၆ချောင်းအထိထင်ထင်ရှားရှားပေါ်နေမယ်ဆိုရင်တော့သူဟာစေပညာဝါဒနာပါပြီးသင်ယူတတ်မြောက်လွယ်မယ်။ဂုံတဲ့အမြင်ရှိမယ်။အယောင်းဝဲကျွမ်းကျင်မယ်။အမျိုးသမီးရဲ့လက်မှာပါလာရင်တော့အဲ့ဒီလိုကျွမ်းကျင်သူခင်မုန်းမျိုးကိုရတတ်ပါတယ်။ တိတိတတနဲ့အရန်ရှုပ်ပွားနေတဲ့မြင်းတွေရှိနေတဲ့သူမျိုးကတော့အမျိုးအမြင်မရှိတတ်ပါဘူးမကောင်းမှုအလုပ်မျိုးနဲ့အသက်မွေးရတတ်ပါတယ်နှလုံးလန်းကိုထိဆက်နေမှဆိုရင်တော့အုံပြုံကြီးပါလိမ့်မယ်တခုတည်းသောဟောချက်ကတော့မိမတွေမှာဒီလိုလန်းတို့တွေရှုပ်နေအောင်ရှိလို့ရှိရင်အဲ့ဒီမိမဟာလေလုံပေါ်ပါလိမ့်မယ်နောက်တစ်ခုကတော့စိတ်တကူအင်အားကောင်းတဲ့လက်မပဲဖြစ်ပါတယ်ပုံမှန်ပြထားတဲ့လက်မကိုကြည့်လိုက်ပါ လက်မရဲ့အစစ်ဘူးကတောင်းကြကြရှိနေပါတယ်ဒီလိုလက်မရှိတဲ့သူတွေဟာစိတ်ထက်မြက်ပါတယ် တာဝန်ကြီးတွေကိုထမ်းဆောင်နိုင်လေးရှိပါတယ်။မြည်သည့်အကြောင်းထဲမှာစိတ်သက်ရိုင်လဲခြင်းမရှိပါဘူး။ကံလန်းကြောင်းမပိုင်တော့သူရှောက်ရမယ့်လမ်းကိုဖြောက်တန်းအောင်လမ်းနိုင်ပါတယ်။သူ့ရဲ့လက်အသားကြီးကချောမွေ့ပြီးတော့ပန်းရောင်တောက်ပနေတဲ့အတွက်သူဟာထိတ်တန့်အစင်မြင့်ရာထူးကိုရရှိစေနိုင်ပါတယ်။ပုံမှာပြထားတဲ့သူရဲ့လက်မှာကာမလန်းပါလာပါတယ်။ကာမလန်းဆိုတာ ကာမဂုံအာယုံလိုက်စားတဲ့သူဖြေရမဲ့သူမှာပါလာတတ်ပါတယ်။ ဒါပေမဲ့တခြားအချက်တွေကိုလည်းစစ်ကြည့်ပါကာမလန်းပါတိုင်းရမတ်တော့ကြီးတက်ပါတယ်ညာလန်းကလက်ဝါတစ်ဖက်ကိုရောက်တဲ့အထိဖြတ်နေပါတယ်ဒါကြောင့်သူကစိတ်ကူမရင်တက်တဲ့သူဖြစ်ပါတယ်သူရဲ့ညာရီကအာကောင်းပြီးလက်တွေ့လောက်တက်ပါတယ်ငွေကြေးမှတ်မောတက်ပါတယ်နှမျောတွန်းတူတက်ပါတယ်ဘယ်ပြဿနာရက်ကိုမစိုးဝေဖန်တက်ပါတယ်သူရဲ့နှလုံးလန်းကလက်ညိုနဲ့လက်ကလေးကြားမှာအဆုံးတက်နေတဲ့အတွက်သူကအလွန်များတာသူဖြစ်ပါတယ်စီဝါကြီးလှောက်ဆောင်တဲ့နေရာမှာစွမ်းရည်ရှိတယ် ကာမလန်းကတော့သူကအလားပါမှတ်မယ်အကောင်ကြိုက်မယ်ဆုံးဖြတ်ချက်ခိုင်းပါမယ်ငွေမတ်တက်ပါတယ်သူရဲ့ဂျိုခုံတွေကကောင်းမွန်နေတဲ့အတွက်ကြောင့်အကြောင်းအချင်းအရာတွေမှာလက်တွေ့ပိုင်းတွေကစိုးမိုးသွားပါတယ်အချက်အားဖြင့်ပြောရမယ်ဆိုရင်တော့အလွန်ငွေမတ်တက်သူလို့ပြောရပါလိမ့်မယ်နောက်တစ်ခုကတော့ဂျပန်ကိုပညာတော်သင်သွားရောက်ခဲ့ရတဲ့ဆီယာမကြီးတူရဲ့လက္ခဏာဖြစ်ပါတယ်သူရဲ့လက်ကနှူးပါတယ်သူရဲ့ကံလန်းဟာတနင်္လာဂျိုခုံကစပါတယ်ဒါကနိုင်ငံရဲ့ခြာနဲ့ပတ်သက်ဆက်နွယ်ရတတ်ပါတယ် သူရဲ့ညံလန်းကအဆုံးထိရောက်ပြီးလက်ပြတ်အသွင်ဆောင်ပါတယ်ညံကောင်းပါတယ်သူရဲ့လက်သကြွယ်အောက်မှာတွီးကံပါပါတယ်ဒါကြောင့်သူကစာပေရေးသားမှုမှာအမြဲတော့ပါတယ်ပထမဆုကိုမကြာခဏရပါတယ်လက်သကြွယ်အောက်ကတွီးကံကစာပေနဲ့ပတ်သက်ပြီးဉာဏ်ပညာကြီးမားပြီးအောင်မြင်မှုတွေကိုရရှိစေတတ်ပါတယ်ဒါကြောင့်စာပေနဲ့ပတ်သက်တဲ့သူများပညာတော်သင်စုရချင်တဲ့သူများလေ့လာနိုင်ဖို့တင်ပြလိုက်ပါတယ်နောက်ဆုံးတစ်ခုကတော့ရုပ်တရက်ထိခိုက်သေးဆုံးရတဲ့သူရဲ့လက္ခဏာပဲဖြစ်ပါတယ် လက်ဝါပြင်အင်ကာဂျိုခုံရဲ့နေရာနှစ်ခုစလုံးမှာကျဲမသားတွေပါလာမယ်ဆိုရင်သူဟာကျမ်းမာစွာရှိနေရင်းကနေရုတ်တရက်ထိခိုက်မှုကြောင့်ဒေဆုံးရတတ်ပါတယ်။ဒီလိုလူမျိုးတွေဟာလူသက်တမ်းအပြည့်မနေရဘူးလို့ပြောလို့ရပါတယ်။စစ်မြေပြင်တွေမှာကြာဆုံးတဲ့သူတွေမှာရှိနေတတ်ပါတယ်။ဒီပေါက်မာလာဆိုတာကိုလူတိုင်းသိချင်ကြပါတယ်အလူတန်းပေးရမာလာလို့လည်းလူတိုင်းမေးကြပါတယ်ပုံမှန်ပြထားသလိုမျိုးအချက်၄ချက်ပိုင်းတော့သင်ကသိကိုကန်ကောင်းပါတော့မယ် ဒီစုကြီးတွေပေါက်တတ်တဲ့သူတွေဟာအခုလိုလမ်းတွေအမှတ်အသားတွေရှိရပါတယ်။နံပါတ်၁ကတော့အသက်လမ်းအောက်ခြေမှာတွီးကန်ပါခြင်းပဲဖြစ်ပါတယ်။နံပါတ်၂ကတော့ယရနာဗန်ဒိုက်လို့ခေါ်တဲ့အသက်လမ်းကထွက်တဲ့လမ်းတူလေးဟာညံလမ်းကိုထောက်ပြီးရပ်နေခြင်းပဲဖြစ်ပါတယ်။နံပါတ်၃ကတော့လက်သကြွယ်အောက်ကတနင်္ဂနွေဂျိုခုံဟာမိုးမောက်နေရပါမယ်။ဒီလိုမိုးမောက်နေရမဲ့အပြင်ဒေါင်လိုက်မြင်းကြောင်တကြောင်သို့မဟုတ်နှစ်ကြောင်ဟာအပြက်လမ်းကင်းကင်းနဲ့တည်ရှိနေရပါမယ်။ နံပါတ်၄ကတော့လက်ညိုနဲ့လက်ကလေးကြားမှာဒိုင်မွန်လို့ခေါ်တဲ့စနွေးမကင်းအကွက်ကလေးဟာတင်ရှားပါရှိနေရပါမယ်။ဒီလိုအချက်တွေနဲ့ကန်းညီလာခဲ့မယ်ဆိုရင်တင်ဟာဒီစုကြီးတွေကိုလည်းရတတ်တယ်လို့ငွေတွေလည်းအကြီးကြီးဝင်တတ်ပါတယ်။နောက်တစ်ခုကတော့တင်ရှားတဲ့တက္ကသိုလ်ကကတိကဆရာမတူရဲ့လက္ခဏာပဲဖြစ်ပါတယ်။သူရဲ့လက္ခဏာမှာဘာထူးခြားမှုတွေရှိနေမှာမလဲ။သူရဲ့အောင်မြင်မှုဩဇာရှိမှုတွေကိုတော့သူရဲ့လက္ခဏာအရမြင်တွေ့နေရပါတယ်။ညာလန်းအပူပါရှိနေခြင်း ညာလန်းဖို့ပါရှိနေခြင်းဟာသူရမဲ့ဘွဲလွန်ပညာတွေကိုပေါ်ပြနေပါတယ်။လက်တလုံးမှာတော့ project အတွက်စာတမ်းပြုစုနေပါတယ်။များသောအားဖြင့်တော့လက်သကျွဲခြေရင်းမှာ downline မြင်းချောင်းတစ်ချောင်းတည်ရှိနေတာဟာဒူးဂျုံမှုကိုဖြစ်စေတတ်ပါတယ်။အဓိကဘာကိုပြောချင်တာလဲဆိုရင်မိမိရဲ့လုပ်ငန်းအောင်မြင်သလားဆိုတာကိုလက်သကျွဲအောက်က downline မှတ်တပ်စဉ်အမှတ်အသားလေးကိုကြည့်ရမယ်လို့ပြောချင်တာပဲဖြစ်ပါတယ်။နောက်ဆုံးတစ်ခုကတော့ကိုဒူးကိုချုံလောက်ကန်ရတတ်တဲ့ကံလမ်းပဲဖြစ်ပါတယ်။ ုံမှန်ပြထားသလိုမျိုးကံလန်းချောင်းဟာလက်ကောက်ဝိုးကနေအစပြိုးလာပြီးအသက်လန်းချောင်းနဲ့ပူပေါင်းပြီးတက်လာပြီးအသက်လန်းချောင်းရဲ့အလေလောက်ရောက်မှခွဲထွက်သွားခဲ့မယ်ဆိုရင်အဲ့ဒီခွဲထွက်တဲ့အသက်ပိုင်းကနေစပြီးကိုတူကိုချုံလောက်ကန်ရတက်ပါတယ်လန်ထန်းလာတာကိုမြင်ရပြီမဲ့ကံထန်းလာတာကိုမမြင်ရဘူးဆိုတော့ဆိုရိုးရှိတဲ့အတိုင်းကံတရားကိုအလေးမထားလို့မရပါဘူးအလွန်ဆင်းရဲနေစေအောင်တော့ကံတစ်ချက်အကောင်းမှာယရနာဘုံဆိုင်လာတက်ပါတယ် အတိတ်ဘဝကကုသိုလ်ကံပေးလာတဲ့အခါမှာပုံနေလို့မရပါဘူးချမ်းသာခြင်းပြည့်စုံခြင်းဆိုတာဖြစ်ကိုဖြစ်လာရမှာပါအချိန်တစ်ခုမှာအိမ်မက်ပမာစိတ်ကူးတော့မရင်ဘူးတဲ့ချမ်းသာစည်းစိမ်တွေအပုံလိုက်ရရှိတတ်တဲ့သူတွေရဲ့လက္ခဏာကိုလေ့လာကြည့်မယ်ဆိုရင်တူညီတဲ့အချက်တစ်ခုကိုတွေ့ရတတ်ပါတယ်အလွန်ဆင်းရဲတဲ့ဘဝကနေအလွန်ချမ်းသာတဲ့သူတွေမှာပါတတ်တဲ့အမတ်သားတစ်ခုပဲဖြစ်ပါတယ်လက်ကောက်ကြီးကနေထွက်ပေါ်လာတဲ့အထက်ဘက်ကိုတက်နေတဲ့ကံလန်းချောင်းလမ်းတွယ်လေးတစ်ခုကတနင်္လာဂျိုကုံစီကိုဥတီနေပြီး တနင်္လာပြူကုံမှာရှိတဲ့ခရီးသွားလမ်းကြောင်းကိုဖျက်ပြီးကြက်ချေခတ်ပုံစံဖြစ်နေတတ်ပါတယ်ဒီအခြေအနေကိုတွေးရတဲ့အခါမှာလက္ခဏာရှင်ဟာအိမ်မက်ပမာချမ်းသာခြင်းတွေဖြစ်လာမဲ့သူလို့ပြောလို့ရပါတယ်ဒီအခြေအနေမှာခရီးသွားလမ်းကိုဖျက်လိုက်တဲ့အတွက်ခရီးသွားရင်းအခွင့်အရေးတွေရမယ်လို့ပြောလို့ရပါတယ်တကူတော့ရှိပါတယ်ဖျက်လိုက်တဲ့အတွက်ခရီးသွားရင်းနဲ့ခက်ခဲတဲ့စွန့်စားခြင်းတွေတော့လောက်ရတတ်ပါတယ်ဒီလိုစွန့်စားမှုတွေကနေအကျိုးအမြတ်အကြီးစားတွေရပြီးအိမ်မက်မက်တလို့နေချင်းညချင်းအဥ္စာစည်းပွားတွေတောင်းလို့ပုံခဲရတာမျိုးဖြစ်မှာပါ ီအမတ်သားပါလာခဲ့မယ်ဆိုရင်တော့အတူချုပ်မှတ်ချက်ပေးရမယ်ဆိုရင်မမျော်လင့်တဲ့ဥစ္စာဒဏ္ဍာရီတောင်းလို့ပုံပြီးအလွန်ချမ်းသာလာပါလိမ့်မယ်။နေကြဆင်းရဲတဲ့ဘဝဖြစ်နေပါစေ။တစ်ချိန်မှာတော့အလွန်အထက်တန်းကြတဲ့ဘဝကိုရောက်ကိုရောက်ရပါလိမ့်မယ်။ပတ်ဝန်းကျင်ကအံ့ဩဂုံပြူရတဲ့အခြေအနေရောက်လာမယ်။ဘဝဟောင်းနဲ့လုံးဝမတူတဲ့အခြေအနေကိုရက်တူတုံနဲ့ချက်ချင်းရောက်မယ်။ဒါပေမဲ့တကုတ်တတိထားရမှာကတော့ဥစ္စာဒဏ္ဍာရီဂုံတွေကြောင့်ဘဝမိတ်တက်ပြီးအဆင့်တန်းခွဲတက်တဲ့အလေးအကျင့်ကလေးလည်းရသွားတတ်တယ်ဆိုတာပါပဲ။ ဒါကြောင့်ဒီအမတ်သားဟာတကယ်ပဲကောင်းတဲ့အမတ်သားတစ်ခုဖြစ်ပြီးဘဝတစ်ခုလုံးကိုမြင့်လက်ပြသလိုပြောင်းလဲသွားမယ်ဆိုတာကိုပြတဲ့အမတ်သားကောင်းတစ်ခုဖြစ်တယ်ဆိုတာကိုပေါ်ပြလိုက်ရပါတယ်ခင်ဗျာ။